ပရမလုံးတရင်တပုတ်အမည်နဲ့ကန်ကြီးတော့ဂျုံရက်ွက်ကျေးရွာမှာနေထိုင်နေတဲ့ကိုစန်းခုတ်ကိုအုပ်ချုပ်ရေးမှုအဖွဲ့ကစစ်မှုတန်းခေါ်တာဖြစ်မွေမြင့်တောင်းခံတော့ကြောင့်ဒွဲကျိုးချတက်တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အရာဗရီတိုင်းကန်ကြီးတော့မျိုးနဲ့ဂျုံရက်ွက်မှာနေထိုင်နေတဲ့ကိုစန်းထုတ်ကိုအုပ်ချုပ်ရေးမှုအဖွဲ့ကစစ်မှုတန်းဆင့်ခေါ်တာဖြစ်မွေမြင့်တောင်းခံနေတော့ကြောင့်ဒွဲကျိုးချတက်တဲ့တော့ကြောင့်ဒေသခံပြည်သူများကပြောဆိုပါတယ်။နိုဝင်ဘာလ3ရက်နေ့က ကျုံရက်ကွက်ကျေးပါကြပါစစ်တလောက်ကအုပ်စုရင်ကြုံမဲထုံဂျာအိမ်မှုဝင်းနိုင်တို့အဖွဲ့ကကျေးပါအတွင် နေထိုင်နေတဲ့ကိုစန်းထုတ်ကိုစစ်မှုတန်းစင့်ခေါ်တာပေးပို့ခဲ့ကြအဲ့ဒီနောက်မှာစစ်မှုမထမ်းလို့ပါကမွေကျက်နှစ်သိန်းခွဲပေးရကြပါစစ်တက်လောက်ကအုပ်စုရင်မှုနဲ့အပေါင်းပါများကငွေညှင်းမှုများပါလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရခဲ့ကိုတော့ငွေညှင်းမှုလှုပ်ဆောင်ခြင်းကြောင့်နိုဝင်ဘာလ9ရက်နေ့မှာကိုစန်းထုတ်ကကြုံရက်နဲ့ မြင်းကစိတ်ဆက်သွယ်ရေးလမ်းမှာသွဲကြိုးချသိဆုံးသွားခြင်းဖြစ်ကြောင်းသိဆုံးသွားတဲ့ကိုစန်းထွေးမှာဇနီးနဲ့အတူအသက်၈နှစ်နဲ့နှစ်နှစ်အရွယ်သမီးငယ်နှစ်ဦးကြန့်ရှိခဲ့ကြောင်းသိရှိရပါတယ်။ထို့သောစင်မှုတန်းစင်ခေါ်ခြင်းနဲ့ဝေညစ်ခံရခြင်းကြောင့်ကိုစန်းထွေးသွဲကြိုးချသိဆုံးရသည့်ဖြစ်စဉ်ကိုဂျာမစစ်တပ်လက်အောက်ကအုပ်ချုပ်ရေးမှုကျော်မင်းထွန်းယာအိမ်မှုဝန်နိုင်စစ်တပ်တောက်တိုင်နမောနဲ့တမ်းမီတို့ကရက်ကွက်အတွင်းကိုစတန်ထွက်ကအကျွေးရှိ၍တက်သေးသွားတယ်လို့ကောလာဟာလာများဖြင့် ဖြန့်ဝေနေကြသိရှိရပါတယ်။ခုပြင်ကိုစံခွဲရဲ့မိသားစုဝင်များကိုတေဆုံးတဲ့အကြောင်းရင်းကိုမတော်တဆဖြစ်ရတဲ့တေဆုံးတဲ့ဟူတာပြောဆိုရတဲ့ရောအလောင်းကိုရှင်းရှင်းသက်ကြိုးရဲ့ပုတ်ရှုပ်ရင်းမှုကြော်မင်းထုံးကဖိအားပေးရှိန်ချောင်းနေကြသိရှိရပါတယ်။ကိုစံတို့တေဆုံးမှုကိုအုတ်ရှုပ်ရင်းမှုကြော်မင်းထုံးဥဆောင်တဲ့အဖွဲ့ကမတော်တဆကြောင့်တေးတာကျွေးတွေရှိတော့တက်သေးတာဆိုပြီးရက်ပွက်ထဲမှာကောလာဟာလာလိုက်ပြောပြီးတရင်လွှင့်နေတော့သူတို့စစ်မှုတန်းကြီးဖိအားပေးတောင်းခံလို့ ဇွဲတို့ချတေဆုံးတော့ကိုလျှို့ဝက်ထားတယ်ခုလည်းမိသားစုကိုမတော်တဆဖြစ်လို့တေရပါဆိုပြီးကျော်ကုန်းနဲ့ရုပ်လောင်းကိုဆက်စင်းတကြို့ကိုအီအာပေလောက်ဆောင်ခိုင်းနေတယ်လို့ဒေတာခင်ပြည်သူတို့ကပြောသူပါမြားသူတဲ့ဒင်းတပုတ်အနေနဲ့အာရာရှင်မင်းအောင်လိုက်ကိုလက်နက်ကိုင်တိုက်ဖြိုချအမြင့်ပြတ်မှတိုင်းပြည်တိဆောင်နိုင်ပြီဖြစ်ပြီးတကွဲတဲ့ဖြစ်လုံမရကိုတီအန်အလေးဗိုလ်ချုပ်တာဖုန်းကျော်ပြောဆိုတဲ့တင်းကိုတင်ဆက်ပေးပါကျပအာနာရှင်မင်းအောင်လိုက်ကိုလက်နက်ကိုင်တိုက်ဖြိုချအမြင့်ပြတ်မှတိုင်းပြည်တိဆောင်နိုင်ပြီဖြစ်ပြီး တပွဲတဲ့ပြလုံးမရကြောင်းတောင်းတရန်နဲ့ဘုဒ္ဓတာဖုံးတော်ကပြောဆိုပါတယ်။အော်တိုဘလခေါ်ဝေတဲ့တရန်နဲ့ဒရင်းနဲ့ကြံကြားရေးခါနာရဲ့စာတောင်းအတွက်တရန်နဲ့မှဘုဒ္ဓတာဖုံးတော်ရဲ့မိကုံးကိုဖော်ပြထားကတဲ့ဒီမိန်ကောမှာတရန်နဲ့လော်ကြောင်းစင်ပွဲမှာပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။တို့ရောင်ကရင်ကြောင်စင်ပွဲကိုမြစ်တီရှင်ကပြုလုပ်ခဲ့ဒီကိုဖော်ပြထားခြင်းရှိပါဘူး။ဝေကျုတ်တာဖုံးကျော်ကတစ်တုံညာနှစ်ခွန်စစ်စင်ရင်အတွက်ရားလည်းအဖြစ်မြို့များတိမ့်နိုင်ကြကြောင်းမင်းအောင်လိုက်ကိုရိုးရိုးဆန္ဒပြရုံဖြင့် မြန်မာနိုင်ငံကိုတိဆောက်ရင်းနဲ့မင်းတော်နိုင်ပြုတ်ကြရေးမဖြစ်နိုင်ကြောင်းလက်ရှိမှာမင်းအောင်လိုင်းလက်နက်ကိုက်တိုက်ပြီးထိုးရှာယုံကစီကြောင်းအာဏာရှင်မြစ်ဖြတ်ပြီးမှတိုင်းမီတိဆောက်ရရမည်ဖြစ်ကြောင်းပြောဆိုပါတယ်။တစ်တော်များနှစ်ကို operation ကိုအကောင့်တဲ့ for ခဲ့တဲ့အချိန်မှာခုတို့ရလက်တွေကတမျိုးပြီးတမျိုးသိမ်းနိုင်တယ်။ဒါကြောင့်မင်းအောင်လိုင်းပြုတ်ကြဖို့မြန်မာနိုင်ငံကိုတိဆောက်ကိုရိုးရိုးဆက်လက်ပြယုံနေတော့လန့်သွားမယ်မထင်ဘူး။ပြီးတော့ဆွေဆုံဆွေနေရင်းရင်းဆွေနေပွဲတွေလောက်ညီလာခံတွေလောက်ခဲ့တဲ့ခုတော့အားလုံးရှင်းကို ဒီကောင်ကိုလက်နက်ကైတိုက်ဖြိုချယုံပဲရှိတော့အားလုံးဘဲလန်လုံးမှာပဲအာနာရှင်အမြင့်ပြတ်တိုင်းဒီတိဆောက်နိုင်ရမယ်လို့ဘယ်အချိန်ထိကြာမလဲကျွန်တော်တို့ပြောမရဘူးမဖြစ်နိုင်ဘူးလားမင်းတော့ကျွန်တော်တို့ဖြစ်နိုင်အောင်ကြိုးစားကုန်ကျွန်တော်တို့အားထည့်မယ်တပွဲတည်းဖြစ်အောင်လုပ်လို့မရဘူးလို့ဗိုလ်ချုပ်တာဖုန်းကျော်ကဆိုပါတယ်တရားနာနေအနေဖြင့် NUG PDN များနဲ့ရှိတ်ဆက်အလုပ်လုပ်ခဲ့ပြီးမေဦးတော်လန်ရင်းနဲ့လည်းရှိတ်ဆက်ခဲ့ကြတယ်လည်းယူပြင် TNP TCSO ကဲ့သို့သောတအောင် CSO များနဲ့ပူးပေါင်းပြီး TTPCC တအောင်အမျိုးသားတိုင်းငံကောင်စီကိုလည်းဖွဲ့စည်းခဲ့ကြောင်း၎င်းကကြိုပါတယ်။ဆေအာနာရှင်မင်းအောင်လိုက်ကိုဝိုင်းတိုက်ရင်ပြတပတ်မှလည်းတိမ့်ပိုက်ထားတဲ့ဒေသများအုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကာဝတ်ရေးများကိုပြင်ဆင်သွားရမည်ဖြစ်ကြောင်း၎င်းကဆက်ပြောဆိုပါတယ်။မင်းအောင်လိုက်ကိုကြောက်ဝိုင်းတိုက်ရမယ်။ဒါပေမဲ့အဲ့ဒီလိုဝိုင်းတိုက်စူးစမ်းနေအချိန်မှာငါတို့ရဲ့ဆွေချက်တိကာတို့ရဲ့ဒေသကိုငါတို့အတက်နိုင်သော justice ready ဖြစ်အောင်ကြိုးစားရမယ်ငါတို့စီမံအုပ်ချုပ်တဲ့အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကာကွယ်ရေးကအစအတက်နိုင်ဆုံးတော့ငါတို့လိုချင်တဲ့ပုံစံဖြစ်အောင်တိစောက်မယ်လို့ဗိုလ်ချုပ်တာဖုန်းကျော်ကဆိုပါတယ်ဂျပုခါမှာတရုတ်ရဲ့ဂျာဝန်စစ်တပ်မှုဖြစ်အော်တိုဘာ29ရက်နေ့မှာစတင်ပြီး TNN တွေကဂျမ်းမစစ်တပ်နဲ့အပြည့်ရဆဲလိုက်ပြီးမိုးကုန်းနဲ့မိုးမိတ်မြို့များမှာပြန်လည်ဆုတ်ခွာရသဘောတူညီထားပြီးဖြစ်တယ်လို့ဒင်းညာရှိပါ냐 နောက်ထပ် train phone အနေနဲ့ရွှေဘုံမန္တလေးလမ်းမိုင်းမှာတိုက်ပွဲဖြစ်ခွာနေပြီးစစ်တပ်ကဂျေးရွာများကိုဆက်တိုက်မီးရှို့နေ Wellam မြို့နယ်အနောက်ရှမ်းရှိဂျေးရွာများကိုလည်းစစ်တပ်ကစစ်တပ်နဲ့နဲ့ပိုင်းမဆာယူစီးနင်းမီးရှို့နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းနဲ့ရွှေဘုံမြို့နယ်နဲ့ဝက်လက်မြို့နယ်အဆက်ရှိရွှေဘုံမန္တလေးလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားနေပြီးအကြမ်းမစစ်တပ်ကဂျေးရွာများကိုဆက်တိုက်မီးရှို့နေကဝက်လက်မြို့နယ်နောက်ရှမ်းရှိဂျေးရွာများကိုလည်းစစ်တပ်ကယနေ့နေ့ပိုင်းမှာဆက်ရစီးနင်းနေပြီဖြစ်ကြောင်းဒေတာကန်ပြည်သူများနဲ့ဝက်လက် information network မှာ တာဝန်ကမုံတိုင်းကပြောဆိုပါတယ်ယနေ့လုံဝင်ပါရှောက်ရက်နဲ့နနက်ပိုင်းမှာစတင်ပြီးရွှေဘုံမန္တလေးလမ်းပိုင်းမှာကြာဘစစ်တပ်နဲ့တော်လန်ရဲတပ်ဖွဲ့နဲ့တိုက်ပွဲပြစ်ပွားနေခြင်းဖြစ်ကြောင့်တိုက်ပွဲကကြာဘစစ်တပ်ကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်နေခြင်းကြောင့်ကျေးရွာနေပြည်သူများနဲ့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရှိရပါတယ်လက်ရှိချိန်မှာရွှေဘုံမန္တလေးလမ်းပိုင်းရှိဘုံကွက်ရွာထဲမှာကျန်ရှိနေတဲ့စစ်သားများပြည်သူပိုင်နေအိမ်များကိုမိရှုဖျက်ဆီးနေကြရှိကြောင်းအဲဒီနောက်မှာ0ရွာတက္ကနန်းရွာ ဘုံဘွေကစိုင်းနိုင်ကြီးပါနဲ့စိုင်းနိုင်လေးပါမှာပြည်သူများလည်းဘေးလွတ်ရာခွဲပြီးတိမ်းရှောင်နေရကြောင်းသိရှိရတယ် စစ်ခွေးတွေကလက်နဲ့ကြီးရောလက်နဲ့ငယ်တွေကဂျမ်းပစ်နေရော ပြည်သူတွေခပစ်တန်းရှောင်နေရတယ်တိုက်ပွဲကလက်နဲ့ပိုင်းတွေကစဖြစ်နေတာလို့ဒေသခံပြည်သူတွေကပြောဆိုပါတယ်အလားတူဝက်လက်မျိုးနဲ့နောက်ရှမ်းရှိရွာသားကြီးရွာမှာခွက်လာတဲ့အကြမ်းမဲ့စစ်တဲ့စစ်ကြောင်းကလည်းယနေ့နိုဝင်ဘာလ6ရက်နေ့လက်နဲ့ပိုင်းမှာစတင်ပြီးခုံဘိုးရွာအရှိတ်ဘတ်တားညီတော်အနည်းရှိနေအိမ်များကိုမိချုပ်ဖြက်စီးနေတဲ့ရှိသောလက်ရှိအချိန်မှာမူကြီးရွာကိုထပ်မံဝင်အောင်စီးနေကနေအိမ်များကိုဆက်လက်မိချုပ်ဖြက်စီးနေကြ သိရှိရပါတယ်။မနေ့ကဒေဘာတို့ကိုမီးရှို့ခဲ့တဲ့စစ်ကွဲတွေကဒီနေ့နနက်မှာရွာသားကြီးပါအရှိတ်ဘက်ကိုခတ်လာပြီးတော့တရားညီတော်ငါကနေအိမ်များကိုမီးရှို့ဖျက်ဆီးပြီးတော့ အခုလက်ရှိမှာမူကြီးရွာကိုထပ်မံဝင်ရောက်စီးနှင်းပြီးနေအိမ်များကိုတက်လက်မီးရှို့နေတယ်လို့ဝက်လက် information နဲ့ network မှာတောင်းကန်မုံတိုင်းကပြောဆိုပါခင်ထို့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကယမန်နေ့ November 5ရက်နေ့ကလေးကရွာသားဒီရွာမှာထွက်ခွာလာပြီးတမန်ကုန်းရွာရွာတော်ကုန်းရွာတရားဦးရွာနဲ့ထုံးကိုရွာတို့ကိုစစ်ကြောင်း၃ကြောင်းပွဲရတပြိုင်တည်းဝင်ရောက်စီးနှင်းမီးရှို့ခဲ့ကြ သိရှိရပါတယ်။ယင်းစတက်စစ်ကြောင်းကြောင့်ဝလံမျိုးနဲ့နောက်ဆန်းရှိရွာသားကြီးထုံဖို့တရာဦးဓမာကုံရွာတကုံဥတကုံအုပ်ဖို့ကုံကြီးကန်တောင်းလာမြောက်ရွာလှတော့လဲဦးကြီးကုံနှမ်းကြီးကုံရွှေသားရင်မတော့ကိုကိုစုငတ်ပြောတော့တကောင်းတော့ကတုစားတဲ့ကြေးရွာများမှာထောင်နဲ့ရှိတဲ့ပြည်ကများဘေးလွတ်ရခွပြေးတိန်ဆောင်ရကြောင်းတင်းရရှိ။မြောက်နောက်ဆုံးဒရင်တပုတ်လေးနဲ့ တရင်နေတိုက်ပွဲမှာပြင်းထန်စွာဖြစ်ပွားလေ၍ခရူဆိုထလန်နာဖဲဘောလခဲလန်အုံပြူသွားလာခြင်းမပြုရ KNTF 3 base ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဂိမ်းပြင်းနဲ့ခရူဆိုမြို့နဲ့ခရူဆိုကားနဲ့နန်ဖဲဘောလခဲလမ်းမကြီးပေါ်မှာတိုက်ပွဲဖြစ်ပွားနေတော့ကြောင့်အုံပြူသွားလာခြင်းမပြုကြပါရဲ့။ KMTF ဘောကဂျမန်နေ့နိုဝင်ဘာလ9ရက်နေ့နေ့စွဲဖြစ် တိပေးချက်ထုတ်ပြန်ထားပါပဲ။ဒုံဝေဘာလ3ရက်နေ့မှာစတယ်မီဖရူဇုံမြို့နဲ့မာခရရှိတ်ဂျေးရွာဘက်မှာတက်ကောင်စီတက်များမှာဖရူဇုံထလဲနမ်ဘက်လမ်းမကြီးတိုင်းထလဲဘက်သို့ရန်နာမူ၍စစ်ကြောင်းထိုးလှုပ်ရှားမှုများပြန်လည်ပြုတ်လုလာကြောင်း VNI ဒေါ်လန်ရေးတက်များနဲ့ထိတွေ့တိုက်ပွဲငယ်နဲ့ဖြစ်ပွားနေကြောင်းတိပေးထားပါပဲ။ကျွန်တော်တို့တိတိလောက်တော့ဖရူဇုံနဲ့ပေါ်လက်ခဲကြပါနမ်ဘက်မှာတိုက်ပွဲပြင်းထန်နေတဲ့ နောက်ပြီးတော့မိုးပြဲတို့ဝိုင်းကွာတို့ဘက်မှာလူအင်အားတွေကလည်းထပ်ပြေးနေတာလို့ပြည်ရင်တော်လိုင်းရဲ့တပ်ပုံတွေကပြောဆိုပါတယ်။အဲဒါကြောင့် Proof ဆို Clan Number လမ်းမကြီးအပါဝင်လမ်းမကြီးအပေါ်ဖြတ်တန်းသွားလာတဲ့လမ်းအသွင်များအားလုံးကို2025ခုနှစ် November ဘာသာ6ရက်နေ့မှာစယူသုံးယူသွားလာခြင်းလုံးဝမသိကြပါရဲ့နဲ့ရက်ကန်တမ်းရှိပိတ်ထားမှုဖြစ်ကြောင်း KMTF ကပုံကထုတ်ပြန်ထားပါတယ်။လက်တလောက်ခင်ပြည်နယ်မှာစစ်တပ်ကဒီမော့ဆို Proof တို့နဲ့ဘော်လခဲတုတ်တုတ်စစ်ကြောင်းများကအင်အားဖြည့်ရအလုံးရင်းပြထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်းတရင်ရရှိ Yeah.